ခက်ခဲထင်းငော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းငော့နေတာတွေပြေပြောက်အောင်ကိုယ်ရည်ရွယ်ချက်ကိုယ်ညွန်မှန်းချက်အောင်မြင်အောင်လုပ်ဖို့ရည်ရွယ်လေးတစ်ခုနော်ကံပီရာအစီအစဉ်တစ်ခုပြောချင်ပါတယ်ဆိုကြပါတော့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တူရည်ညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီအတိုင်းမြတ်စွာဘုရားမှာလှူပြီးတော့ကိုယ်ဘယ်ကိစ္စအခက်ခဲထင်းငော့ကြံ့ကြာနေတာကိုဘလို့ဘလို့အခက်ခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြည်သားစုများအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါရခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမဆို အရေးအကြောင်းကြုံရင်ကြုံတယ်လို့ကိုယ်တိုင်အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးလက်ဆောင်ပါလိုက်ကြပါတယ်ဒီတစ်ချိန်လက်ဆောင်ပါကျင်တာကတူတူကိုကိုမှာအခက်ခဲအထင်တော့အကြီးနဲ့အသေးဆိုတာရှိတတ်တယ်ကိုပါလေးဖြစ်ချင်လိုက်တာပါလေးအောင်မြင်နေတယ်ဆိုတာလဲအကြီးနဲ့အသေးအရှိနေကြတာပေါ့ကျင်အဲ့တော့ခက်ခဲထင်းတော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းတော့နေတာတွေပြေပြောက်အောင်ကိုရည်ရွယ်ချက်ကိုညှော်မှန်းချက်အောင်မြင်အောင် လုပ်ဖို့ရေရာလေးတစ်ခုနော်ဂံဗီရအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဒါလေးကျွန်တော်အလင်းတင်တယ်လို့ line ပေါ်မှာလည်းပြောဘူးတယ်ရေးလည်းရေးဘူးတယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်မိတ်ဆွေတွေမှာအခက်အခဲကြုံရတယ်ဆိုတဲ့အခါကျတော့ပြိတ္တတွေအတွက်ကိုစဉ်းစားရင်းနဲ့ဒါကျွန်တော်ညံမှာကျွန်တော်ကောင်းမှာပေါ်လာတဲ့ဂံဗီရနီးလေးတစ်ခုဖြစ်ပါတယ်ဘာလို့ ਆ မလဲဆိုတော့သိပြီခရခက်စတော့မဟုတ်ပါဘူးတောက်တော်ရေကြမ်းနှစ်ခွက်မြတ်စွာဘုရားမှာလှူအောင်တောက်တော်ရေကြမ်းနှစ်ခွက်နှစ်ခွက်ဖြစ်ဖို့ပဲ ခွက်ကြီးကြီးသေးသေးပူပူရှိရှိနော်ဘာခွက်ဖြစ်ဖြစ်တောက်တို့ကြီးနှစ်ခွက်ဖြစ်ဖို့ပဲစင်တူတူမတူတူတောက်တို့ကြီးနှစ်ခွက်ခွက်ချင်းကိုထိရမယ်ခွက်ချင်းကိုတော့ထိထားရမယ်ဆိုကြပါတော့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တို့ကြီးညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီတိုင်မြတ်စွာဘုရားမှာလှူပြီးတော့ကိုဘယ်ကိစ္စအခက်အခဲတင်းကိုကြံ့ကြနေတာဘလို့ဘလို့အခက်အခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျအဲ့ဒါခြေနဲ့အောင်တော့ဆူတောင်းနော် ိုဖြစ်ချင်းလိုချင်ရချင်တဲ့ကိစ္စကိုစိတ်တဲ့အာယုံထဲမှာမြင်အောင်ပြီးတော့အသေးစိတ်ကြာကြာနာပိုင်မနေနိုင်ပြည့်ပြည့်စုံစုံစီကပတ်ကုန်းအဲ့လိုလေးတော့ဆူတောင်းရမယ်နော်ဘယ်ကိစ္စကိုဘယ်လိုဘယ်လိုဖြစ်စေချင်ပါလဲဘယ်လိုတွေတော့မဖြစ်စေချင်ပါဘူးဘယ်လိုအခြေအနေကောင်းနေကြုံလာပါသေးဘယ်လိုအခြေအနေတော့မကြုံပါသေးနဲ့အာဘသူတွေကဘယ်လိုဘယ်လိုကူညီပံ့ပိုးပါသေးဘသူတွေကတော့ကပရဲ့ပဲဒီမလုပ်ပါစေနဲ့စသဖြင့်ပြည့်ပြည့်စုံစုံလေးဆူတောင်းဖို့တော့အရေးကြီးပါတယ်အဲ့ဒါမှလည်းကျွန်တော်ရရကဘယ်ကိစ္စကိုဘယ်လိုအောင်ပေးရမယ်ဆိုတာသိမှာနော်အဲ့တော့ဒီရင်နဲ့အောင်ဆူတောင်းပြီးပြီ ်အာမိနစ်နော်နာယူဘက်တနာယူလောက်ရှိပြီဘုရားကိုလူထားပြီးတော့မှပြန်စွန့်မယ်စွန့်ပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီမတော်တော်ကြီးနှစ်ခွက်မှာတစ်ခွက်ကအခုကိုရောက်နေတဲ့ကိုနေနေတဲ့နေရာအိမ်မဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ရုံးမဲဖြစ်ဖြစ်ဆိုင်မဲဖြစ်ဖြစ်နော်ကိုရောက်တဲ့နေရာရဲ့ရှေ့မျက်နှာစာပိုင်းအတွင်းဖြစ်ဖြစ်အပြင်ဖြစ်ဖြစ်အဆင်ပြေလို့ပေါ့ရှေ့ပိုင်းကျင့်ပြီးတာပါပဲရှေ့မျက်နှာစာပဲပေါ့နော်အဲ့ဒါလောင်း မြေကြီးမှာလောင်းချနော်အစဉ်ပြေတဲ့နေရာမှာလောင်းမြေကြီးဆိုလို့လဲတချို့ကစကားကတည်းတယ်ကျမတို့ကခုနှစ်ထပ်တိုက်မှာနေတာဆီရှစ်ထပ်တိုက်မှာနေတာမြေကြီးမြေကြီးအစဉ်ပြေတယ်လို့ပဲရှေ့မှာလောင်းနော်ဟိုအင်းရှေ့မှာစိုက်ထားတဲ့ပန်းပင်နေတဲ့ပင်နေမှာလောင်းလဲရတယ်နော်အဲ့ဒါလောင်းရင်းနဲ့လဲထပ်ပြီးဆူတောင်းဘယ်ကိစ္စဘယ်အခက်အခဲကိုဘလို့ပြေလဲပြီးတော့ဘလို့ဘလို့အောင်မြင်နေမှာလဲကျန်တဲ့တစ်ခွက်ဟိုနောက်ဖက်မှာကိုအိမ်ရဲ့ကိုနေတဲ့နေရာရဲ့နောက်ဖက်မှာလောင်းပြီးတော့ဆွန့်ရမယ်အဲ့ဒီချိန်မှာလဲဆူတောင်းမယ်တော်တော်ရေခွက်ကိုအိမ်နောက်ဖေးတွေပါတယ် တယ်မသွားကြင်လဲခွက်လှဲပြီးတော့သွားလောင်းလို့ရတယ်နော်အဲ့တော့အဲ့ဒီအချိန်မှာလဲဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီဥစ္စာလေးလေဘာမှလဲခရခဲ့စေမဟုတ်ဘူးငွေကုန်ကြီးကြလဲမများဘူးသို့တော်အော်စရာကောင်းတော့အောင်အစွမ်းထက်တယ်တဲ့အောင်မြင်ကြတယ်ဆိုပြီးတော့ပြန်ကျွန်တော်မိတ်ဆွေတွေစီကနေတုံ့ပြန်တဲ့အတန်တွေကျွန်တော်ပြန်ကြရပါတယ်အဲ့တော့တိပိသားမိတ်ဆွေများလည်းပဲအော်အဲ့ဒီနီးလေးငါတို့တိဘူးတယ်ကြားဘူးတယ်အောင်မြင်ဘူးတယ်ဟဲ့ဆိုပြီးထလောက်နိုင်အောင် မကြားဘူးသေးသောမိษွေများလည်းပဲကဲအခုရေးကြုံအခုလှူလို့ရပြီဟာလာမနေ့လညနေလနေခင်းလာတဲ့အစဉ်ပြေတဲ့အချိန်ဘယ်နေ့ဘယ်အချိန်မဆိုအစဉ်ပြေတဲ့အချိန်အစဉ်ပြေတဲ့နေရာမှာဆောင်ရွက်လို့ရပါတယ်ကို့အကိစ္စအရေးကြီးကြီးသလိုတနေ့နှစ်ကြိမ်သုံးကြိမ်လေးကြိမ်လှူနေလဲရတယ်နော်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်လှူနေလဲရတယ်နော်တော်တော်ကြီးကျန်လှူတာပဲဥစ္စာနော်ကဲအဲ့ဒီရောဘာအရေးကြောင်းမဲ့ဂျုံဂျုံကို့အတွက်ပဲဖြစ်ဖြစ်မိသားစုတွေကတစုံတစ်ယောက်အတွက်ပဲဖြစ်ဖြစ်အရေးကြောင်းဂျုံနေကြတယ်ဆိုရင် အဲ့ဒီကံပီရာနီးလေးနဲ့အတူအဆင်ပြေချောမွေ့ကြပါစေအောင်မြင်မှုများရရှိနိုင်ကြပါစေလို့ကံပီလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အစင်လာတအန်းကြီးပါတော့အင်္ဂါသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာ ရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ဝမ်းသာမိတယ်မကြေပွဲတွေနှောရမယ့်အချိန်မကြေပွဲတွေအောင်မြင်မယ့်အချိန်ပါ ကိုပေဖြစ်တုန်းကခံရတာမြအခုတူဖြစ်တဲ့အလဲကိုရောက်ပြီးအင်္ဂါသားသမီးကိုယင်။ဒါကြောင့်ရှေ့မှာဘာတွေအစမပြေဖြစ်ခဲ့တာရှိသလဲ။အာရွေချက်တွေတို့လိုတက်လမ်းဖြစ်ခဲ့တယ်အလုပ်တွေရထားခဲ့တယ်ဆိုတာမျိုးတွေရှိခဲ့ရင်ဒီချိန်မှာပြန်ဆဖို့အလွန်ကောင်းပါပြီ။ခက်ခဲတဲ့ကောကြံ့ကြာပိတ်ဆို့နေတဲ့ကိစ္စတွေပြန်ပြီးအစဉ်ပြေချောမွေးတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလောက်ဖို့ကံမတည်နဲ့ပြန်လဲဆုံးစီရတတ်တယ်။သုံးမီလိုအောင်းမိတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။မုံလှဘာတွေဆိုတဲ့သူတွေကတော့ပြန်ပြီးပြုံးပြလာမယ်ကိန်း။ မခေါ်ခြင်းမပြောခြင်းပါဘူးဆိုတဲ့သူတွေကတောင်အမလီခေါ်ခြင်းလာကြီးရဲ့ပြောခြင်းလာကြီးရဲ့ဖြစ်လာမယ်ဂိမ်းမျိုးညနာရီလဲအပွင့်လုံကုန်မယ်နော်အဲ့ဒါတော့ကိုတော်သားနဲ့ကိုပေါ့အဲ့ဒါအဲ့တော့ငွေဟောင်းပစ္စည်းဟောင်းတွေပေါ်လာတတ်တယ်လို့ကြီးစားဟောင်းတို့ကလည်းပြန်ပေါ်တတ်တယ်နော်ယောဂဟောင်းပြဒနာဟောင်းရန်ဟောင်းတွေလည်းနေနေကိုယူဆိုင်ကိုတိုးတက်အောင်မြင်လာတာငွေတွေရှင်လာတဲ့အပေါ်မှာမနာလို့အပြိုင်ဆိုင်တွေလည်းပေါ်လာလိမ့်မယ်ကဲပေါ်တော့လဲဘရော့ပေါ့ဟာလာတမင်တက်တက်ကိုကိုညစ်တာတို့ရန်လုံကြောက်တော့အမှုပကြားညာဆိုတာရှိတတ်ပေမဲ့ကိုကံကောင်းရင်ရောက်ပြီမို့ အင်္ဂါသားသမီးတို့ရေလက်ခမောင်းခတ်ပြီးတော့ပဆိုင်ရင်သာကြီးကြီးပြောင်းကင်ပြီးတော့ပျော်ပျော်ပါပါကြီးစူးစမ်းကြပါစို့နော်မိုးရွာတော့မှရေခမ်းကြပါစို့လို့နော်ဒီချိန်မှာငွေကန်ကောင်းမယ်ဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာလိမ့်မယ်ဝင်ငွေနှမျိုးနဲ့ဆတိုးတာမျိုးတွေအလုပ်တွေနှမျိုးနဲ့ဆတိုးဝချဲရမျိုးတွေဖြစ်လိမ့်မယ်ရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားတွေစုဆောင်းမိတတ်တယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက် အစီအစဉ်အိမ်စာဦးနေရာထိုင်ခင်းအလုပ်နေရာအိမ်နေရာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ် တာသမီအောက်လက်ငယ်သားအလုတ်သမားမောင်နှမသားချင်းတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေအောင်မြင်တတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလန်းတပင်များပြုလုပ်ရတဲ့ဂိမ်းမျိုးလည်းဖြစ်ပါတယ်ဗျာ။စာချုပ်စာတမ်းစင်းစရာကိစ္စလေးနည်းနည်းတရီတာလမ်းမှာခရီးဖက်နာတွိုင်းလိုက်ငွေပြောက်ပစ္စည်းပြောက်ဖုန်းပြောက်အဲ့ဒါလေးတော့တရီတာအင်္ဂါသားသမီးတွေကဒီလိုကာလမျိုးမှာကံရင်အပမို့ရဖို့ဆိုရင်မိဖို့ရအောင်လို့အဖြူရအောင်လို့ငွေရအောင်လို့များများပါတော့အဝင်စားသုံးဆောင်လေးကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကျက်တုံဦးလေးတက်ဖြူဖြူနေနေပါကျက်တုံဦးဆိုရလေးနဲ့တို့ခောက်ပြီးတော့ဆူတောင်းဒီကာလမှာကုတ်အတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကဏ္ဍနေကတိကဏ္ဍခွန်ကဏ္ဍအိနံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်ဟာအရောင်းဝယ်ကိန်းကဏ္ဍဈေးကဏ္ဍဈေးစာကားတွေတတ်မှတ်မယ်အချိန်ကျက်ဘယ်နေ့ဘယ်နာရီကောင်းလဲဆိုရင်အင်္ဂါသားသမီးများအတွက်တိကဏ္ဍခွန်ကဏ္ဍနေကကုတ်အတွက်ကံကောင်းလက်ရွှင်စေပါလိမ့်မယ်အင်္ဂါသားသမီးတွေကဒီလိုကိန်းမျိုးမှာကံရင်အပံမိုးရဖို့ဆိုရင်ခလေးတွေကိုမုံငွေကျွေးပါ ကလေးတွေပျော်သွားအောင်မှုံဝေကျွေးအဲ့တော့ကို့နားမှာကလေးတွေတယုံယုံပျော်နေကြရင်ကို့မှာလည်းအယောင်ဝတီကောင်းလုပ်ငန်းတွေအောင်မြင်လက်တွေရှင်ဖြစ်နေလိမ့်မယ်နောက်ကိုဝင်ဆောင်အမျိုးသမီးတွေမိဖွားကစားကလေးတွေနဲ့ပတ်သက်လို့လဲတတ်နိုင်တယ်များလေးကို့တို့ကောင်းမှုတွေလုပ်ပေးပါအော်ကိုဝင်ဆောင်မျိုးသမီးတွေမိဖွားကသာကလေးတွေမှာလိုအပ်တဲ့အသုံးဆောင်တို့အဝတ်အထည်တို့ဈေးဝါတို့စသဖြင့်ပေါ့နော်ကိုနာပါဝင်ညမှာရှိလဲအားဒါလေးကုသိုလ်ကောင်းမှုလုပ်ကိုနာလက်တကမ်းမရှိလဲဟိုဈေးုံဈေးကနေသွားလိုက်အမလီဘတ်ကြီးတကားကနေတွေ့လိမ့်မယ်တချို့ခင်ဗျာ ဒီဆေးလေးတမျိုးအတွက်ရင်တမမှဖြစ်နေရတာလေးဒီအဲ့လိုကုံကြားဆေးလေးတွေမတတ်နိုင်လို့ကိုတတ်နိုင်တဲ့လောက်လေးထောက်ပံပေးကမ်းလိုက်ပါကိုညီလိုက်ပါနော်ပံပိုးလိုက်ပါကိုဝင်ဆောင်မျိုးသမီးတွေကိုကိုအိမ်ကိုမိသားစုထဲမှာကိုဆွေမျိုးရင်းမိတ်ဆွေရင်းထဲမှာကိုဝင်ဆောင်တဲ့နမိတ်သားသမီးရဲ့နာဖွားမြင်တဲ့နမိတ်ကြုံရင်တော့ထလာကပြီတော့အင်္ဂါသားသမီးတို့ရေအဲ့ဒီနမိတ်ကကိုအတွက်အထူးကံကောင်းပါလေလို့ကဲအဲ့တော့အင်္ဂါသားသမီးတွေကကလေးတွေပျော်သွားအောင်ကုသိုလ်ကောင်းမှုလုပ်အထူးသဖြင့် အရေးကြီးကိစ္စရှိတဲ့နေမျိုးမှာအဲ့လိုကလေးတွေကိုမုံလေးကိုပါဟိုတန်းတိုင်းတစ်ပိုင်းတန့်နှံ့တဲ့လောက်လေးကျွေးတဲ့ကုသိုလ်လေးကျုပ်ပြီးတော့ကံရင်အပံပုံရရှိကြပါစေမိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအကောင်အောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ